င်္ဂလာပါရှင်ဆရာမကတော့ဒေါက်တာညိမ့်ပါသသမီမီနီရဲ့ဆရာဝန်ပါရှင်ဒီနေ့ဆရာမဝင်မြပေးခြင်းတဲ့အကြောင်းအရာလေးတွေကတော့ရာသီကိုပြောင်းချိန်မှာသသမီမီလေးတွေအဖြစ်များတယ်ရာသီတုပ်ခွေးယောဂာနဲ့ပတ်သက်ပြီးတော့သတိထားရမယ့်ဆောင်ရွက်ရှောင်ရွက်အချက်ကလေးတွေပဲဖြစ်ပါတယ်ရှင် ။ရာသီတွက်ခွေးဆိုတာကရာသီပြောင်းချိန်မှာ virus ပိုးကြောင့်ဖြစ်တဲ့အသက်ရှူလမ်းကြောင်းကူးစက်ရောဂါတစ်ခုပါ။တွက်ခွေးဖြစ်စေတဲ့ virus ပိုးတွေက ရောဂါရှိတဲ့သူကနေထွက်တဲ့နှာစည်းချောင်းဆိုးရာကနေထွက်တဲ့အမောမွားတွေကနေတဆင့်ခလင်းငယ်တွေနဲ့တခြားလူကြီးတွေကိုကူးစက်တတ်ပါနဲ့။မြန်မာနိုင်ငံမှာတော့နှစ်စဉ်မွေးရာသီကာလဖြစ်တဲ့ဇွန်လကနေပြီးတော့စက်တင်ဘာလအထိကာလတွေကတွက်ခွေးအဖြစ်များတဲ့ကာလတွေပဲဖြစ်ပါတယ်ရှင်။ရာသီတွက်ခွေးဆိုတာကတော့အသက်ရှူလမ်းကြောင်းကူးစက်ရောဂါဖြစ်တဲ့အတွက်ကြောင့်အသက်ချင်းငယ်မရွေးဖြစ်နိုင်ပါတယ်။အထူးသဖြင့် င်အသက်9နှစ်အောက်ကလေးတွေအသက်65နှစ်အထက်လူကြီးတွေကိုဝင်ဆောင်မိခင်လောင်းတွေမွေးရပါယောဂအထက်ခံရှိတဲ့ကလေးငယ်တွေနဲ့နောက်ပြီးတော့နာတာရှည်ယောဂတခုခုရှိတဲ့လူကြီးတွေကျန်းမာရေးဝန်ထမ်းတွေဟာသူများတွေအထက်ပို့ပြီးတော့ရာသီတုပ်ကွေးကူးဆက်ခံရနိုင်ခြင်းများပါတယ်ရှင်အခုလိုမျိုးကူးဆက်လဲတဲ့ရာသီတုပ်ကွေးကိုထိထိရရောက်ကာကွယ်ဖို့အတွက်အသက်6လအထက်ကလေးငယ်တွေကိုတုပ်ကွေးကာကွယ်စေထိုးပြလို့ရပါတယ်တုပ်ကွေးယောဂကိုဖြစ်စေတဲ့ဗိုင်းရပ်စ်ပိုးတွေကနှစ်စဉ်မှာအပြောင်းအလဲတွေရှိရတဲ့အတွက်ရာသီတုပ်ကွေးကာကွယ်စေဖို့ တော့တစ်နှစ်တစ်ချိန်ထိုးပေးဖို့လိုအပ်ပါနဲ့။ရာသီတုပ်ခွေးကာကွယ်ဆေးကိုနှစ်စဉ်မိုးမချခင်သုံးပတ်အလိုမှာထိုးထားပေးနိုင်ရင်ပိုကောင်းပါနဲ့။ကလေးအသက်6လကနေစပြီးတော့အသက်ကြီးတဲ့ဖိုးဖိုးဖွားတွေအထိကိုဝေဆောင်မိခင်လောက်နေပါမကျန်ရာသီတုပ်ခွေးကာကွယ်ဆေးကိုစိတ်ချလက်ချထိုးပေးလို့ရပါနဲ့။ကာကွယ်ဆေးတစ်ခါမှမထိုးဘူးသေးတဲ့အသက်9နှစ်အောက်ကလေးငယ်တွေကတော့ဆေးစာထိုးတဲ့နှစ်မှာတလာချားပြီးနှစ်ချိန်ထိုးပေးဖို့လိုအပ်ပါနဲ့ရှင်။နောက်နေ့တင်မှာတော့တစ်နှစ်ကိုတစ်ချိန်မင်းထိုးရပါမယ်။အသက်9နှစ်အထက်ကလေးတွေမှာဆိုလို့ရှိရင်တော့စာထိုးတဲ့နှစ်မှာလည်း ယ်တစ်နှစ်ကိုတစ်ချိန်ပဲထိုးပေးဖို့လိုအပ်ပါတယ်ဒီနေရာမှာတခုပြောပြပေးချင်တာကတော့ကိုဝင်ဆောင်မိခင်လောင်းများအနေနဲ့ကိုဝင်ဆောင်တဲ့အချိန်မှာညာတိတခွေးကောက်ွယ်စီထိုးထားပေးမယ်ဆိုရင်မွေးလာတဲ့ကလေးငယ်ကိုအသက်6လအထိတခွေးရောဂါကနေကောက်ွယ်နိုင်တဲ့ကိုခံအားကိုရရှိစေမှာပဲဖြစ်ပါတယ်ရှင်ဒါကြောင့်မို့လို့ကိုဝင်ဆောင်မိခင်လောင်းများအနေနဲ့လည်းတခွေးကောက်ွယ်စီထိုးထားဖို့အကြံပြုချင်ပါတယ်ရှင်နောက်ထပ်ပြောပြပေးချင်တာကတော့ညာတိတခွေးကောက်ွယ်စီနဲ့ပတ်သက်ပြီးတော့မိမိတို့အမေးများတဲ့အချက်ကလေးတွေပါတခွေးကောက်ွယ်စီထိုးပြီး ီးသွားရင်မိမိတို့အမေးအများဆုံးအချက်ကတော့ကောက်ွယ်ဆေးထိုးပြီးရင်ဘယ်တော့မှမဖျားတော့ဘူးလားဆိုတာပါပဲ။တဝဲကောက်ွယ်ဆေးထိုးပြီးရင်ဘယ်တော့မှမဖျားတော့ဘူးလို့မဆိုလိုပါဘူး။ခလေးသည်ရာသီတုပ်ခွေးမဟုတ်တဲ့တခြားယောဂါတွေကြောင့်ဖျားနိုင်ပါသေးတယ်။ဒါပေမဲ့တုပ်ခွေးကောက်ွယ်ဆေးထိုးထားရတဲ့ဆိုရရည်ရွယ်ချက်ကတုပ်ခွေးကူးစက်နှုန်းကိုလျှော့ချဖို့နဲ့ရာသီတုပ်ခွေးရဲ့နောက်ဆက်တွဲပြင်းထန်လက္ခဏာတွေမဖြစ်အောင်တားဆီးဖို့ပဲဖြစ်ပါတယ်ရှင်။ဒါပေမဲ့ဒီနေရာမှာတစ်ခုသတိထားရမှာတော့တုပ်ခွေးကောက်ွယ်ဆေးရွေးချယ်တဲ့အခါမှာအရေးအသွေးပြေဝတဲ့ကောက်ွယ်ဆေးတွေကိုပဲ စနစ်တကျရွေးချယ်ပြီးထိုးပေးဖို့လိုအပ်ပါတယ်။ဒါမှကာကွယ်ဆေးအာဏီတင်ကိုအပြည့်အဝရရှိစေမှာပဲဖြစ်ပါတယ်ရှင်။နောက်ထပ်မိမိတို့သိကျင်ကြတဲ့မင်းကတော့သေထိုးပြီးနောက်နေ့မှာဖျားတက်လာ၊ရောင်နာတွေမတည့်တာတွေရှိလား ရစစ်ပီဒီယောဂါရှိတဲ့ကလေးတွေနဲ့ရောတည့်လားဆိုပြီးတော့မေးတတ်ကြပါနဲ့အခုကာကွယ်ဆေးတွေကဗိုင်းရပ်စ်ပိုးရဲ့အင်မတန်ကိုအန်နီယကင်းတဲ့အစိပ်ပိုင်းကနေထုတ်ထားတဲ့ကာကွယ်ဆေးတွေဖြစ်တာကြောင့်ဆေးထိုးပြီးနောက်နေ့မှာဖျားလာတတ်မတဲ့တာတွေကမရှိသလောက်ကိုရှားပါတယ်။ဒါကြောင့်စိတ်ချလက်ချအထူးလိုရပါတယ်။ရစစ်ပီဒီယောဂါရှိတဲ့ကလေးငယ်တွေနဲ့လည်းတည့်ပါလိမ့်ရှင်။ဒါပေမဲ့တုတ်ခွေးယောဂါကာကွယ်ဆေးထိုးပြီးတော့တခြားကာကွယ်ဆေးတစ်ခုခုထပ်ထိုးခြင်းနဲ့ဆိုလို့ရှိရင်တော့တုတ်ခွေးကာကွယ်ဆေးနဲ့အနည်းဆုံးတစ်လချပြီးမှထိုးစေခြင်းပါနဲ့။ဒါမှဆေးအ ာနေသင့်အပြေအဝရရှိအောင်ပါရှင်။ဒီနေရာမှာတခုပြောပြပေးချင်တာကရာသီတခွေးကောက်ွယ်စီဆိုတာကတော့သွလွန်တခွေးကောက်ွယ်စီမဟုတ်ပါဘူးရှင်။သွလွန်တခွေးကောက်ွယ်စီကတော့ဒီတန်မှာသွလွန်တခွေးမဖြစ်အောင်တော့ဝေးရသည်မှာချင်းမကတ်အောင်ဖြူးဆိုင်မှာရပါမယ်ရှင်။အခုနောက်ဆုံးပြောပြပေးချင်တာကတော့ရာသီတခွေးကိုကောက်ွယ်ဖို့အတွက်ဆောင်ရရှောင်ရမယ့်နည်းလမ်းလေးတွေပဲဖြစ်ပါတယ်ရှင်။တခွေးရောဂါကိုကောက်ွယ်ဖို့အတွက်ကလေးငယ်တွေအထူးသဖြင့်မွေးကင်းစကလေးငယ်တွေနဲ့အသက်9နှစ်အောင်ကလေးငယ်တွေကိုမလိုလားအဖြစ်နဲ့လူထူတတ်တဲ့နေရာတွေကိုခဏခဏခေ ောက်မသွားစေချင်ပါဘူး။နောက်ပြီးတော့လူကြီးတွေအနေနဲ့လည်းအပြင်ကပြန်လာတဲ့အခါမှာလက်စည်းနဲ့ရေချိုးအင်ကြီးလေးပြီးတော့မှကလေးငယ်တွေကိုခြေစေချင်ပါတယ်။လူကြီးတွေရဲ့အင်ကြီးမှာအပြင်ကနေယောဂပုံမွားတွေကပ်ပါလာနိုင်တဲ့အတွေ့အကြုံမှာเจ้าหนี้ရွယ်ကလေးငယ်တွေဆိုလို့ရှိရင်လည်းလက်ကိုစက်ပြာနဲ့စနစ်တကျဆေးတန်းအောင် လေ့ကျင့်ပေးထားဖို့အတွက်လိုအပ်ပါတယ်။နောက်ပြီးတော့တုတ်ခွေးကောက်ဝဲဖို့အတွက်ကိုခံအားကောင်းပါပါမယ်။ဒါကြောင့်အာဟာရပြည့်ဝတဲ့အစားအစာတွေကိုရွေးချယ်ပြီးကျွေးဖို့လိုအပ်ပါတယ်ရှင်။အချိုတွေအေးတွေစီကြော်တွေကိုရှော့ပြီးတော့ကျွေးစေခြင်းပါတယ်။နောက် ြီးတော့အိတ်ချိန်ပြေအောင်လည်းမြေဥဆိုင်ပေးဖို့လိုအပ်ပါတယ်။အိမ်မှာရှိတဲ့လူကြီးတရားယောက်ကနှာစီချောင်းစိုးဖြစ်နေတဲ့အခါမှာကလေးငယ်တွေကိုကူးတတ်တဲ့အတွက် အဲ့ဒီလူကြီးတွေကိုတိုင်းကိုကနှာခေါင်းစည်းတက်တာလက်စည်းရမျိုးတွေကို စနစ်တကျလုပ်ပြီးစီစဉ်ပါတယ်။အခုလိုမျိုးဆံမပြပြတဲ့အချက်လက်လေးတွေကိုဒေတာလဲခရူဆိုင်မယ်။အရင်သွေးပြွားတဲ့ရာသီတခွေးကွယ်စည်းတွေကိုလည်းစနစ်တကျရွေးချယ်ပြီးထိုးထားပေးမယ်ဆိုရင်တော့တတမီမီလေးတွေကိုရာသီပြောင်းချိန်မှာဖြစ်တဲ့ရာသီတခွေးရောဂါကနေပြီးတော့ချိထိရောက်ရောက်ကာကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်ရှင်။မေမေဖေဖေလေးနဲ့တတမီမီလေးတွေအားလုံးကျန်းမာပျော်ရွှင်ကြပါစေရှင်။